ကလာပါနှစ်ချင်းခရိယံအသင်းတော်တနှစ်တာတန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါရစေ။ဟေရှာယအနာဂတိကျမ်းအခန်းကြီး64အငယ်1မှ12ကိုရော်သည်မိုးကောင်းကင်ကို ဖွင့်လှစ်၍ဆင်းသက်တော်မူပါစေသောရှေ့တော်၌တောင်တို့သည်လှုပ်ကြပါစေသောမိသည် အမိုက်ကို လောင်တဲ့ကဲ့သို့၎င်းရေကိုစူစေကဲ့သို့၎င်းဖြစ်ပါစေသော သို့ဖြစ်လျင်ကိုတော်ဤရန်သူတို့သည် နာမတော်ကိုသိ၍ရှေ့တော်၌လူအမျိုးမျိုးတို့သည်တုန်လှုပ်ကြပါလိမ့်မည်အကျွန်ုပ်တို့မျှော်လင့်သည်ထက်အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသောအခါဆင်းသက်တော်မူ၍တောင်တို့သည်ရှေ့တော်၌လှုပ်ကြပါ၏ကိုတော်ကို မျှော်လင့်သော သူတို့အဖို့အလိုငှာကျေးဇူးပြုတော်မူသောဖရာကိုတော်မှတပါအခြားသောဖရာသခင်ကို ကဘာဥမဆ၍အဘယ်သူမျှမကြားမသိပါ နားဖြင့်မကြားမျက်စိဖြင့်မမြင်စဘူးပါဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာကျင့်တော်သူတရားတော်လန်တို၌ကိုရောကိုအောင့်မေ့သောသူတို့နှင့်ကိုရောသည် မိတ္တဟာယဖွဲ့တော်မူ၏ထိုလန်တို့မှအကျွန်ုပ်တို့သည် အစဉ်လွှဲတက်သောကြောင့်အမျက်ထွက်တော်မူ၏ကဲ့တင်ခြင်းတို့ရောက် ပြကြပါမည်လောအကျွန်ုပ်တို့ရှိသမျှတို့သည် စင်ကြဲခြင်းမရှိပါ ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည်ညစ်သောအဝတ်နှင့် တူကြပါ၏အကျွန်ုပ်တို့ရှိသမျှသည်တည်ရွက်ကဲ့သို့ညှိုးနွမ်းလျက်ရှိပါ၏ကိုအပြစ်တို့သည် လေကဲ့သို့အကျွန်ုပ်တို့ကို တိုက်သွားပါပြီနာမတော်ကိုပထနာပြုသောသူ ကိုရောကိုမိဝဲခြင်းငှာ ကိုကိုကိုနှိုးစော်သောသူတယောက်မျှမရှိပါအတားမူကားမျက်နာတော်ကို လွှဲ၍အကျွန်ုပ်တို့ကိုဒူးဆိုက်အပြစ်အားဖြင့်ဆုံးရှုံးစေတော်မူပြီးတို့ရာတွင်အိုသာရဖျားကိုရော်သည်အကျွန်ုပ်တို့အဖဖြစ်တော်မူ၏အကျွန်ုပ်တို့သည်အိုးမြေဖြစ်ပါ၏ ကိုရောသည်အတဏုတ်တို့ဤအိုထိန်ဖြစ်တော်မူ၏အတဏုတ်တို့ရှိသမျှသည် လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။အိုထာဝရဖျားပြင်းစွာအမျက်ထွက်တော်မူမူပါနှင့်ပြစ်မှားမိသောအပြစ်တို့ကို အစင်မပြတ်အောင်းမေ့တော်မူမူပါနှင့်တိရှိတော်မူပါအတဏုတ်တို့ရှိသမျှသည် ကိုရောဤလူဖြစ်ကြပါ၏။ တန်ရှင်းသောမြို့တော်တို့သည်တောဖြစ်ကြပါပြီစီအုံတောင်သည်လည်းတောဖြစ်ပါပြီယေရုရှလင်မြို့လည်းပျက်စီးပါပြီကိုရောကိုဘိုးဘေးတို့ချီးမွမ်းရာအရာအကျွန်ုပ်တို့ဤတန်ရှင်းတင့်တယ်သောဗိမာန်တော်ကိုမီးလောင်ပါပြီအကျွန်ုပ်တို့နှစ်သက်ဖွယ်သောအရာရှိသမျှတို့သည်တုတ်တင်ပယ်ရှင်းလျက်ရှိကြပါ၏အိုသာရဖျားဤအမှုတို့ကိုတီးခန့်တော်မူမည်တော့ အောင့်ညက်နေ၍အကျွန်ုပ်တို့ကို အလွန်ဆင်းရဲစေတော်မူမည်လော။ကြားနာသူအရောက်စီတိုင်းကိုဖျားသခင် ကောင်းချီးပေးပါစေ။မိုးကောင်းခင်ကို ကြက်တော်မူ၏ မြည်ကြီးမျက်နှာကိုပြပြတော်မူသောဘုရားသခင်ကိုရောထံတော်၌ကျဆားသောလူစုတို့သည်ကိုရောကို မျောလင့်လျက်ရှိကြပါသည်ကျွန်ုပ်တို့မျောလင့်သည့်ထက်တာ၍အံ့ဖွယ်သောအမှုတော်တို့ကို ပြုတော်မူသောကြောင့်ကိုရောကိုကျေးဇူးတင်ပါ၏ကျေးဇူးပြုတော်မူသောဘုရားသခင်ကိုရောမတပါအခြားသောဘုရားသခင် ကျွန်တော်တို့၌မရှိပါတို့ကြောင့် ဝမ်းမြောက်သောစိတ်နှင့်ဖြုတ်မဆွာကျင့်သောသူတရားတော်လမ်းတို့၌ကိုရောကိုအောက်မေ့သောသူကိုရောနှင့်မိသားဖွဲ့၍ကိုရော၏လမ်းတော်၌လက်လျှောက်ကြသောသူအပေါင်းတို့ကိုအစဉ်သဖြင့်ကဲတင်တော်မူခြင်းကြည့်စုတော်ဖြင့်ပြည့်စုံလေရှိသောကြောင့်ထိုလမ်းတော်မှမလွဲပဲကျွန်တို့ကိုလက်လျှောက်စီတော်မူပါကျွန်တို့ရှိသမျှတို့ကိုလည်းစင်ကြယ်ခြင်းပြုတော်မူပါကိုပြုသောကောင်းမှုကုသိုလ်တို့သည်လည်းအလုံးပင် အနေ၍မပြည့်စုံကြပါထို့ကြောင့်ဘုရားသခင်နာမတော်ကိုပထနာပြုတော်သူကိုရောကိုမိဝဲခြင်းကကိုကိုကိုနိုးစော်တော်သူတို့သည်ဘုရားသခင်ကြီးစွာအေးအဘတာအောင်နဲ့ဘေးကင်းစွာတွာလာနေထိုင်နေဖို့ရန်မဆက်ပြီးကောင်းချီးပေးတော်မူပါအိုးသာရဘုရားကိုရောဒီကျွန်ုပ်တို့၏အဖဖြစ်တော်မူပါ၏ကျွန်ုပ်တို့သည်ကိုရောဤလက်ထဲ၌ရှိသောအိုးမြေဖြစ်ပါ၏ ိုတော်ဒီလဲကျွန်တော်တို့ဤအိုထင်းဖြစ်တော်မူပါ၏လက်တော်အောက်မှာဖန်ဆင်းခြင်းခံရသော သူများဖြစ်ကြပါ၏တို့ကြောင့်ကျွန်တော်တို့တို့အာနေခြင်းနဲ့မဆုံးခြင်းအပြည့်များကိုဖြစ်လွတ်ဖြစ်ရှင်၍ဆုံးလင်းသောသူများဖြစ်လျက်ကျွန်တော်တို့ရှိသည်များကိုတော်ပြား၏လူဖြစ်ကြစေပါမည်အကြောင်းသခင်ယေရှုနာမတော်၌ဆုတောင်း၍အသက်တာများကိုဆက်ကအနံ့ကြပါသည်ဖခင်အာမင် ထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်တင့်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့် မိတ္တဖွဲ့လက်လံပြအတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော်အာမင်